်မင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေတွေကိုမိတ်ဆက်ပေးခြင်းနဲ့ software လေးရတော့ပြင်သစ် electronic company Arturia ထုတ်တဲ့ analog lab keyboard plan လေးဖြစ်ပါတယ်ဒီကောင်လေးကဆက်မှ memory cpu စားနှုန်းတက်တာတယ်ပေါ့ပေါ့ပါတုံးလို့ကောင်းတဲ့ကောင်လေးဖြစ်တယ်အတန် weight တော့အရင်မကြီးဘူးဒါပေမဲ့အတန်လေးတွေလှတယ်ကိုယ့်ရဲ့ computer က စွမ်းဆောင်ရည်အရင်မမြင်ဘူးဆိုရင်ဒီကောင်လေးကိုသုံးရင်တက်တောင်တက်တာလေးနဲ့သုံးလို့ရမယ်ပေါ့ပါပါဒီရမယ်ကာလာမျိုးဆိုရင်ဒါလေးကိုသုံးလို့ရတယ်ဒီကောင်လေးကိုကျွန်တော်တစ်ချက်စမ်းပေးပါမယ်ဒါ analog လက် v ပါဒီကနှိပ်လိုက်လို့ရှိရင်သူ့ထဲမှာပါတဲ့ effect color တော်တော်စုံပါတယ်အဲ့တော့အဲ့ထက်ကျွန်တော် lolose ပြီးရင်တော့ခေါ်ထားတယ် ာတော့ weight ကြီးနေတော့မဟုတ်ဘူးပော့ပါပါလေးပဲတကယ်စန္ဒယသံအပြီးပြင်တီးရမယ်ဟာမဆိုရင်တော့ addicted တို့ agimari media pno vast တို့အဲ့ဒါမျိုးလေးတွေပေါ့နော်သုံးပါဒီကောင်ကတော့ပော့ပါပါ pno ခပ်ပါပါလေးပဲတီးဖို့လိုတာမျိုးလေးဆိုရင်သုံးတဲ့တယ်ဒါတို့ american home grand နဲ့ bass ပါမယ်ဒီမှာ brass ထဲကပါမယ် brass ကျွန်တော်တစ်ချက်ဆန်းကြည့်မယ် analog flute လေးရပါပါလေးနဲ့ချစ်စရာတော့ကောင်းပါလေ။ဒီမှာ simple brass electric piano. နော်ဒီမှာ key bell pad တန်လေးတွေကတော့သူ့အနေနဲ့သူလှပါတယ် classic junkie ကျွန်တော်လည်းပါသေးတယ်808 ton kit တယ် ထရန်တန်လေးတွေပါတယ်808 the 90 trunk kit the explore mika kit ကစ်တန်လေးယူအော်ဂန် analog Again, analog again. ါတော့ organ fat တွေပေါ့အောက်မှာ pet Fire Flying Pet တန်လေးတွေပါပင်ပဲလှပါတယ်ပြီးရင်စမ်းပြီး sequence sequence ဆိုတာဒါတွေက apache ကိုသွားတာပေါ့သူ့ midi controller arturia ရဲ့ midi controller နဲ့ဆိုရင်တော့ဒါ apache တွေကအရင်ကောင်းတယ်သူ့မှလည်းခလုတ်ပါပြီးသား ီမှာသူ့မှာတစ်ခုချင်းဒီ brightness တွေအကုန်ပြန်ချိန်လို့ရတယ်เนาะသူ့ရဲ့ movement တွေ distortion mist တွေ parent issue mist တို့ဘာလို့မှအကုန်ပါတယ်ဗျ delay တွေ robot တွေကျွန်တော်လောတဲ့ဒါကျွန်တော်လည်းခုမှစမ်းကြည့်မိတာပါနောက် sound effect တွေပါမယ် sound effect ဆိုရင်ဒီမှာ alien invention ဒါ interface လေးပါပုံလေးတွေပါပြောင်းပြောင်းသွားတာလေးอ่ะဆိုးပြီးချစ်စရာလေး တရေကနောက်ခံနေပါတီးရ ောက်တစ်မျိုးချိန်ကြည့်မယ် modular rain နဲ့ဆိုတော့ rain ဆိုတော့မိုးရွာတာထင်တယ်ဟုတ်ဟုတ်တယ်ဒီခလုတ်ကလက်ကကြွလာပြီဒါမှမရက်သေးဘူးတန်ချိန်လေးဆိုရင်ခြေလေးကိုနှိပ်ကြည့်မယ် MPN Spectrum. a depth impact software တည်တည်လေးထဲမှာ effect color တွေတော်တော်စုံအောင်ထည့်ထားတယ်။ဘိုကေပါပါသေးတယ်ဗျ။ digital voice voice and stream တော်တော်ဒါသူ့မှာပါလာအကုန်ပေါ့နော်သူတို့မှာပြန်ချိန်လို့ရတဲ့ဟာတွေတပုံကြီးတော့ပါတယ် string ကိုမှပြန်ပြောင်းလို့ရသေးတယ်။ all upgrade လုပ်ရမယ်။ဒီပုံလေးကပိုတော်ကြည်လာသေးတယ်။ကျွန်တော်ရှိရာ Arturia ရဲ့ဝင်တော့ဒီ plan တချို့တော့ဝက်တွေပါမယ်။ကျွန်တော်တီချာတော့မကြွန့်ကျင်သေးပါဘူး။ဒါသူကလည်းသူအတန်လေးစမ်းကြည့်လိုက်တာ down ပြီးစမ်းကြည့်ရလှလို့မိတ်ဆွေတွေအတွက်ကျွန်တော်မျှဝေပေးတာပါ။ သုံးမှုတဲ့လူတွေလည်းအများကြီးရှိမှာပါမသုံးမှုတဲ့လူတွေအတွက်ပါ home studio အသေးလေးတွေပေါ့ပါပါတီးတဲ့လူတွေအတွက်ဆိုရင်တော့တချို့ color လေးတွေအသုံးတဲ့ပါလိမ့်မယ်နောက်ထပ်လည်းကျွန်တော်ဒီလို software အကောင်းလေးတွေမျှဝေပါအောင်မယ်ကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ထားပြပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာကျွန်တော်ပြန်ဆောင်ကြပါမယ်